ိုင်းမြန်မာနယ်စပ်ကြားဖြန့် online ငွေလိမ်ကိုင်းတွေကနေလွတ်မြောက်လာသူအိန္ဒိယနိုင်ငံသား300နီးပါးကိုစစ်တပ်သုံး Air Force လေယာဉ်နဲ့အိန္ဒိယကမတ်လ10ရက်နေ့မှာ ပြန်လည်ခေါ်ယူသွားခဲ့ပါတယ်။မနေ့ကအိန္ဒိယအစိုးရဟာစစ်သုံးလေယာဉ်ဖြစ်တဲ့ C17 တည်ယူပို့ဆောင်ရလေယာဉ်ကြီးတစ်စီးဆေးလွှတ်ပြီးအမျိုးသား266ဦးနဲ့အမျိုးသမီး18ဦးကိုပြန်လည်ခေါ်ဆောင်သွားတာလို့ထိုင်းအာဏာပိုင်တွေကအတည်ပြုပါတယ်။ ဒုတိယအထုပ်အနေနဲ့မတ်လ17ရက်နေ့မှာလဲအိန္ဒိယဟာနိုင်ငံသား259ဦးကိုထပ်ပြီးခေါ်ဆောင်ဖို့စီစဉ်ထားကြောင်းသိရပါတယ်။တရုတ်ရဲ့ဖိအားပေးမှုနဲ့အတူထိုင်းနယ်စပ်မြန်မာဘက်ခြမ်းမှာအခြေစိုက်တဲ့ကြားဖြန့်ကိုင်းတွေအပေါ်ဖြိုခွင်းမှုတွေအရှိန်အဟုန်မြင့်တက်လာတဲ့နောက်ကြားဖြန့်ဝန်ထမ်းဟောင်းနိုင်ငံသား9000လောက်ဟာမြဝတီမြို့နယ်ထဲမှာပိတ်မိနေပါတယ်။အခုတော့အိန္ဒိယဟာနိုင်ငံသားတွေကိုခေါ်ထုတ်ပေးတဲ့အစီအမံကိုစတင်လာတာဖြစ်ပါတယ်။ တရုတ်ဒုစရိုက်ကိုင်းတွေကအဓိကဥဆောင်လဲပတ်နေတဲ့ကြားဖြန့်ကိုင်းတွေဟာမြန်မာဘတ်ချန်နယ်ဆက်တစ်ချောင်းမှာပြန့်နှံ့တရှိနေခဲ့ပြီးနှစ်စဉ်ဒေါ်လာဘီလီယံပေါင်းများစွာဝင်ငွေရရှိတဲ့အထိလိမ်လည်မှုတွေကိုပမာဏအလုံးအရင်းနဲ့ကျူးလွန်နေခဲ့တာပါအဲ့ဒီလုပ်ငန်းတွေမှာအတုံးချဖို့တိမ့်နေချီတဲ့နိုင်ငံသားတွေဟာအွန်လိုင်းကနေအလုပ်အကိုင်းချင်းမှုရေးရာကိစ္စတွေနဲ့လိမ်လည်လှည့်စားပြီးလူကုန်ကူးခံခဲ့ကြရပါတယ်ကြားဖြန့်ကိုင်းတွေမှာတော့အဲ့ဒီလူကုန်ကူးမှုသားကောင်တွေဟာ ကြေးကြုံစနစ်ဆန်ဆန်အလွန်အကျွံခိုင်းစေတာနှိမ့်ဆက်တာအမျက်ထုတ်တာတွေခံခဲ့ရကြောင်းကိုတွေ့ကြုံခဲ့သူတွေကပြောကြခဲ့ကြပါတယ်ဒါပေမဲ့တရုတ်ကတော့ကြားဖြတ်ဝန်ထမ်းဟောင်းတွေကိုရာဇဝတ်မှုဆိုင်ရာတန်တရားရှိသူတွေအနေနဲ့သဘောထားဆက်ဆံလေးရှိပြီးနေရက်ပြန်ခေါ်ရမှာလက်ထိတ်ခတ်သွားလေးရှိတယ်လို့သိရပါတယ်ရှင်။